6ရက်နေရ26မှာတော့ Snapy ရဲ့ပြောင်းပြောင်းလာတဲ့တိုက်ထုတ်မှုနဲ့အတူ Uber အသင်းရဲ့တတိယအကြိမ်တံပြန်တိုက်စစ်ကပြန်လည်စတင်ခဲ့ပါတယ်။အားလုံးကတပြိုင်နက်တည်းလှုပ်ရှားနေခဲ့ကြပြီးအီဇာဂီတယောက်ကတော့ဘောလုံးရဖို့အသေးစံကြိုးစားခဲ့ရပေမယ့်အခုချိန်မှာတော့ Uber အသင်းရဲ့တံပြန်တိုက်စစ်ကိုခံနေရပါတယ်။ Uber အသင်းရဲ့ခံစစ်ပြောင်းလိုက်တိုက်စစ်ပြောင်းလိုက်ဆိုတဲ့ပုံစံမျိုးအီဇာဂီကသူတားနိုင်ပါမလားလို့သိလိုက်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်တုန်းကအီဇာဂီရဲ့အတွေးတွေကအားလုံးထက်ကျုံလွန်သွားခဲ့ပြီးမယ့် Yukimiya ကအီဇာဂီမြင်တယ်လို့မျိုးမမြင်ခဲ့တဲ့အတွက်ကြောင့် ချက်ထုတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ယူကီမီယာရဲ့ပေးမှုမှုသာရရှိခဲ့မယ်ဆိုရင်ဒေတာဘော့ကန်သွင်းနိုင်မှာဖြစ်ပြီးတော့အခုချိန်မှာဒါရီယာအရင်မကြည့်တော့ပါဘူး။သူသာဂိုးတင်ပြီးတော့တတ်တယ်မပြနိုင်ဘူးဆိုရင်တိုက်စစ်မှုတရားအနေနဲ့တန်ကြီးရှိတော့မှာမဟုတ်ပါဘူး။อิซากิရဲ့အကြံတွေကဘလောက်ပဲကောင်းနေပါစေတကယ်လက်တွေ့တက်တွေမပြနိုင်ဘူးဆိုရင်တော့အားလုံးကအတိပဲရှိတော့မှမဟုတ်ပါဘူးသူ့ရဲ့ဘဝလောက်အရေးကြီးနေတယ်လို့မျိုးအဲ့ဒီဘောလုံးကိုရအောင်ယူပြီးတော့อิซากิကသူ့ရဲ့စိတ်ကူးတွေကိုကဘာကြီးကိုတက်တွေပြဖို့လိုအပ်နေပါပြီတစ်ဖက်မှာဥပါအသင်းရဲ့ကစားသမားတွေက ဤစားခင်းမရှိတော့ထင်းတလို့ကျဲနေပါတယ်အားလုံးကလည်းရှေ့ကိုကျွန်းတက်ခဲ့တဲ့အတွက်ကိုနေရာကိုနေရာတကျမရှိပါဘူးတစ်ဖက်မှာဤစားခင်းကတော့မိကိုလွတ်နေတာမြင်ပေမဲ့ဆက်ပြင်းပတ်ချစ်ကဘေးမှာရှိတဲ့အတွက်ကြောင့်လိုရန်ဇိုပဲအာယုံဆိုင်နေခဲ့ပါတယ်အဆုံးတက်ဖို့အတွက်လိုရန်ဇိုဘောလုံးပေးလိုက်တဲ့သူကတော့ဘာရိုဝဲဖြစ်ပါတယ်ဤစားခင်းကလည်းကျွမြင်နေရပြီးအဲ့ဒါကိုတားဖို့လုပ်ပါတယ်ဒီတစ်ခါမှာတော့ဒူရီယာပုံမှန်ရှုပ်ထွေးလာခဲ့ပြီးတော်ရင်သားလေးကဘာရိုပဲချင်းကံမလဲဆိုတာဒီဒီချိန်မှာတော့လုံးဝမမြင်နိုင်ဖြစ်နေခဲ့ပါတယ် ။ငါမင်းကိုအစကတည်းကမြင်နေရတယ်ကွာ။ဘီရင်ကြီးရဲ့။ तू အခုတေချာပေါက်ကန်သွင်းမှမဟုတ်သေးဘူး။အဲ့တော့နောက်ဆုံးစက္ကန့်လေးမှာငါရအောင်တားရမယ်။ဥပအတင်းရဲ့ဖြူဟာတွေကတေချာပေါက်မှန်ကန်ပြီးတော့သတင်းလုံးရလည်းအနိုင်ရဖို့အတွက်ယုတ်တိရှိရှိလှုပ်ရှားကြရတယ်။ဒါပေမဲ့ငါမခံမနိုင်တဲ့အထိအစ်င့်မြင်နေတာမျိုးတော့မဟုတ်ဘူး။ဥပအတင်းကပြောသလိုပဲလှုပ်ကြရတယ်။အုံတော်မရှိတဲ့အတင်းပဲ။ဒါနဲ့များကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်ချင်းသေးတယ်။မင်းကအရန်ကိုပြင်းစရာကောင်းတာပဲ။ ဘာလို့ကန်သွင်းမဲ့အထင်းနဲ့ကားလိုက်တဲ့အီစာကီးကဘာလို့ဘောလုံးနောက်ဆွဲလိုက်တဲ့အတွက်ကြောင့်အီစာကီးကလွဲချော်သွားခဲ့ပါတယ်။အတင်းရဲ့လုံနေကြပုံစံအတိုင်းမကန်သွင်းခဲ့တဲ့ဘာလို့ကိုဥပါအတင်းရကစားသမားတွေကအံ့ဩနေခဲ့ကြပါတယ်။ဘောလုံးငါ့ရဲ့ middle vision အကွက်ကိုနောက်ဆုံးအခိုက်တန့်လေးမှမြင်လိုက်တာလား။ Hey Snuffy မင်းပြောသလိုသာငါကန်ခဲ့ပြီဆိုရင်ငါ့ရဲ့ကန်ချက်ကအကာခံနေရပြီ။ No ဘယ်ချင်းထိအရက်ခွဲနေအောင်ပါလဲ။အတင်းရဲ့စည်းကမ်းတွေကိုမလိုက်တာပဲလှုပ်ရှားနေခဲ့တဲ့ဘာလို့ကိုအီစာကီးကအံ့ဩနေခဲ့ပါတယ်။မင်းပြောခဲ့တယ်မလားမင်းပြောတဲ့အလုပ်ကိုလုပ်ရင် ငါဘရင်ဖြစ်လာလိမ့်မယ်မင်းပြောတယ်လို့လုပ်ပြီးတော့ငါကြာရှုံးခဲ့မယ်ဆိုရင်တောင်းဝင်ယူမယ်ဆိုပြီးတော့ပြောခဲ့တာကိုမှတ်မိတယ်မလားအေးပြီးတော့မင်းငါပြောတယ်လို့လုပ်ခဲ့လို့ပဲရန်တန်းဒီကတန်နေပြီလေအဲ့ဒါနဲ့ပတ်သက်ပြီးတော့မင်းကဘာဖြစ်လို့လဲလေးချင်အဲ့ဒါအီစာကြီးတားနိုင်ခဲ့တယ်ငါ့ကံချက်အရေးအတွက်ပဲငါကတော့လုံလောက်ပြီလို့ထင်တယ်ငါတို့ရဲ့သဘောတူညီမှုဟာဒီမှာပြီးဆုံးပြီအားလုံးကမေုံနိုင်ဖြစ်နေကြပြီအီစာကြီးတိလိုက်ရတဲ့အရာကတော့ဘာလို့ရဲ့အတအခုချိန်ထိမတည်ဆုံးသေးဘူးဆိုတာပါပဲငါဒီအလုပ်ကိုမလုပ်နိုင်တော့ဘူး ဆိုပြီးတော့ဘာလို့ကတကူတဲ့ရုံးဖို့ဂိုးပေါ့စီကိုလာနေပြီပဲဖြစ်ပါတယ်။ Hey Snuffy အဲ့ဒီတော့အချိန်ကြီးကပြောဖို့ကောင်းသားပဲ။အိမ်မက်လူတော်ထင်ခဲ့မိတယ်။ပြီးတော့ငါပြီးစရာကောင်းတဲ့ဘေးတပွေမဖြစ်ချင်ဘူး။ဟဲ့အမေကဘာကြီးကငါတို့အတွက်ပဲ။ Man is Snuffy ငါတို့ကအကောင်းဆုံးပဲ။ငါသာဘောလုံးလောက်ကရဲ့ဘေးမဖြစ်လာနိုင်ဘူးဆိုရင်တည်လိုက်တာပဲကောင်းတယ်။ Snuffy ကသူ့ရဲ့နာကျင်စရာကောင်းတဲ့အစ်တတွေကိုပြန်တွေးနေခဲ့ပြီးဘာလို့ကိုလဲသူ့ရဲ့တငယ်ချင်းဟောင်းမင်းလို့မြင်နေခဲ့ပါတယ်။ဆက်ရုပ်တရုပ်လိုမျိုးပုံစံကွက်တွေမှာအလုံးမလုံးနိုင်တော့တဲ့ဘာလို့က အားလုံးလိလိရှုပြီးတော့တယောက်ထဲလာနေခဲ့ပါတယ်ဘတ်စတမန်ချင်းအတင်းကိုခြေဖြတ်ဖို့အတွက်တာစနဖီပေးခဲ့တဲ့အလုပ်ကိုလက်ခံခဲ့တာဖြစ်ပြီးသူ့ရဲ့နီလန်းနေနဲ့ပဲအနိုင်ရသွားခဲ့မယ်ဆိုရင်အားလုံးအလဟတ်သက်ဖြစ်ကုန်မှာပါတားရဲမျက်လုံးရသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီအတင်းကိုလည်းဆက်ပြီးတော့မလိုအပ်တော့ပါဘူးဥပအတင်းကကစားသမားတွေကလည်းဘာလို့ရဲ့အပြုအမူပေါ်မှာလက်မခံနိုင်ဖြစ်ကုန်ကြပြီးဘတ်စတမန်ချင်းအတင်းသားတွေကလည်းရန်ဖြစ်နေတယ်ထင်ပြီးတော့ဘာလို့စီရဘောလုံးဝင်လို့ကြိုးစားကြပါရစေစနဖီကဘာလို့ မင်းငါ့ကိုညှိပေဖို့ကြိုးစားနေရလားအေးဟုတ်တယ်မင်းတီထင်ထားတယ်အတင်းနဲ့ဆိုရင်တော့မှဤစားကြီးကိုအနိုင်ယူဖို့မလိုလောက်သေးဘူးဘာလို့ကအိုက်ကူစီကိုဘလုံးပေးလိုက်ပြီးတော့သူ့ရဲ့တွင်းကိုအတွက်ခြေရည်လက်တွေအနေနဲ့အလွတ်လွတ်ခိုင်းပါတယ်အိုက်ကူကတော့ဘာလို့ဆိုတဲ့ကောင်ကတကယ့်ကောင်ပဲလို့တွင်းနေခဲ့ပြီးစနက်ဖီရဲ့မရင်မတက်နိုင်တဲ့ဖြူဟာရီနဲ့နီလန်အစ်ကိုစမ်းသပ်ဖို့လာနေကြပါပြီ။ဥပအသင်းရဲ့ကစားသမားတွေကလည်းရွေးချယ်စရာမရှိတော့တာမလို့ဘာလို့ရဲ့အကြံတိုင်းလှုပ်ရှားကြရတော့မှာပဲဖြစ်ပါရယ်။ဥပအသင်းကစားသမားတွေကအသင်းရဲ့ကစားပုံကိုပြောင်းလဲလိုက်ပြီး စနဖီဖန်သီးခဲ့တဲ့အတင်းဟာဘာလို့လူယူတာကိုခံလိုက်ရပြီပဲဖြစ်ပါတယ်ဘတ်စတာမန်ချင်အတင်းရတော့ဥပါအတင်းဘာလို့ပြောင်းလဲသွားလဲဆိုတာနားမလည်နိုင်ဖြစ်နေစေဖြစ်ပြီးဘတ်ချစ်ကကိုမွေးရမြောက်ကိုကိုပြန်ချောက်တာဘလို့ခံစားရလဲလို့မိလိုက်ပြီမယ်စနဖီကတော့တော်တော်လေးစိတ်လှုပ်ရှားနေခဲ့ပါတယ်ကောင်းစုံလေးမင်းဘာလို့နဲ့လဲဆိုတာငါ့ကိုပြစမ်းဒီအတင်းကိုအတုံးချပြီးတော့ငါ့ကိုကြိုတက်စမ်းဆိုပြီးတော့စနဖီကဘာလို့ကိုစိန်ခေါ်လိုက်ပါတယ်ဥပါအတင်းရဲ့သွေးလုံးကတပတ်အတင်းကိုတဖြည်းဖြည်းနဲ့ကြောတက်နေခဲ့ပါတယ် ဘာလို့อ่ะစနက်ဖီရဲ့ပြောစကားအပေါ့ပိတ်ထားစမ်းပါစနက်ဖီမေးတီထောင်ခဲ့တဲ့အတင်းရတကယ်ကိုထူးချွန်တယ်ကမ္မန်ကစားသမားရဲ့အတွက်ဆိုရင်အကောင်းဆုံးလို့တော့ပြောလို့ရတယ်ဒါပေမဲ့ငါ့အတွက်တော့ဒါကမလုံလောက်သေးဘူးငါအီစာကီကိုရှုံးခဲ့တဲ့အချိန်မှာငါ့ရဲ့အားနေချက်ကြောင့်ငါ့ရဲ့နှလုံးသားလုံးဝကြည်မပျက်စီးခဲ့ရတယ်ငါပြန်ထလာနိုင်ခဲ့ပြီးတော့ငါပြောင်းလဲခဲ့တယ်ငါလုံးဝယူဆသွားခဲ့တယ်ဘာလို့อ่ะသူကြရှုံးခဲ့ရင်မာစာရီရဲ့အပြစ်ဆိုတဲ့အာမခံရှိတဲ့ဘဝမျိုးမှာမနေခြင်းမဲကမ္ဘာအကောင်းဆုံးဖြစ်ချင်နေဆိုရင်အဲ့ဒီအရာနဲ့တူညီတဲ့ အားနေချက်မျိုးလက်ကင်ထားဖို့လိုပါတယ်။ကြာရှုံးခဲ့မယ်ဆိုရင်တကဘာလုံးကလှောင်ပြောင်ကြပြီးတော့သူ့ရဲ့ဘဝအစိမ့်စိမ့်အမောမှာကြည်မော့မဲ့သူ့ရဲ့ဝိညာဉ်ကိုတုံလုံးစေတဲ့အောင်မြင်မှုနဲ့ထပ်တူကြတဲ့အန်နေမျိုးလိုချင်တာပါ။အီစာကြီးကတော့ဘာလို့ကလုံးဝလွတ်သွားခဲ့ပြီးဒီအကွက်ကိုအစကလေးကလှုပ်ဖို့ကြံစီနေရလားလို့သွေးနေခဲမိပါတယ်။ကဘာအဆင့်ဆိုတဲ့နေရာမျိုးမှာတော့အားလုံးဝါမြူနေပြီးအီစာကြီးစိတ်ကူးထားတဲ့အရာကိုဘာလို့ကလက်တွေ့ဖြစ်အောင်လုပ်နေခဲ့တာပါ။အဲ့ဒီလိုအရာမျိုးလှုပ်ဖို့ညာခွင့်ပြုလိုက်မယ်မထင်နဲ့။ နောင်မင်းကိုတေချာပေါက်တားပြစ်မယ်ဂါဂါမာရုကစောင့်ကြည့်နေရတယ်ဆိုပေမဲ့ဘာရုကသူ့ရဲ့အကော်ဝေးမှာရှိနေတာမလို့ငါသူ့ကိုပေးကန်လို့မရဘူးဒီဗီလင်ကောင်အရာအလုံးဝါမြုပ်ခွင့်မပေးနိုင်ဘူးမင်းကငါမရှုံးကျင်တဲ့တယောက်သေးတော့လူပဲဘာရုဆိုပြီးတော့ဒိတ်တူကြတဲ့ခိုင်ဇာနဲ့အီစာကြီးကတားဖို့ရရှိလာခဲ့ပါတယ်နောက်ဆုံးတော့ရောက်လာပြီလားအယုံသမားလေးနောင်မင်းကိုတေချာပေါက်ချေမုံပြစ်မယ်ဆိုပြီးတော့အီစာကြီးကကြုံးဝလိုက်ပါတယ်ဘာရုမှာရွေးချယ်စရာနှစ်ခုရှိပြီသူအခုလက်ရှိနေရာကနေကန့်ကျင်နေဆိုရင် အတွင်းဒါမှမဟုတ်အပြင်ကနေဖြက်ကံမှရပါမယ်ပြီးတော့ဂေါဂါမာတို့ကလည်းအစင်သိဖြစ်နေခဲ့ပြီးဘာလို့ပဲချင်းကံမလဲဆိုတာသိနိုင်မယ်ဆိုရင်အချိန်မီတုံ့ပြန်နိုင်မှာပဲဖြစ်ပါရယ်ခန်းစစ်ကဣစာကြီးပဲမဟုတ်ပဲခိုင်စာလည်းရှိနေပါရယ်အပြင်ဘက်ကိုကားမယ်ဆိုရင်ဣစာကြီးကတားမှာဖြစ်ပြီးအတွင်းဟုတ်ဆိုရင်တော့ခိုင်စာကတားမှာပါအဲ့ဒီနီးရောက်တီးတီးလေးရငါတို့ဖြက်စည်းခွင့်ပေးလိုက်မယ်ဣစာကြီးရဲ့အတွင်းနဲ့စန့်ကျင်ဘက်ဘာလို့ကတန်းပြီးတော့မကန်သွင်းမဲ့ဘေးနာပတ်ဖို့ကြိုးစားနေပါရယ်ရုံးကန်နေရတဲ့ဘာလို့စနက်ဖီက ဘလို့ဖြစ်တာလဲဘာလို့ရဲ့ကန်စားမမင်းကဘယင်ကြီးမဟုတ်ဘူးလားဒါမှမဟုတ်ငါ့ကိုလူပေးမလို့လားငါ့လိုလူအိုကြီးစီဟာအကြံဉာဏ်တောင်းမလို့များလားအတ္တတစ်ခုတည်းနဲ့မလုံလောက်ဘူးကွအဲ့ဒါကိုနားလေရေးလားကောင်းဆုံးလေးရဲ့ဒါပေမဲ့ဖျောင်းဆိုရင်ဘူးမသိတဲ့ဘာလို့ကတော့အဲ့ဒီစကားလေးကိုဘလူးလောက်မှကြားခဲ့ရပြီးသားဆိုပေမဲ့သူ့ရဲ့ကိုယ်ပိုင်ကဘာကိုပြောင်းလဲခြင်းနဲ့ဆိုရင်ကိုလန်းကိုဖောက်ရမယ်ကိုယ့်ရဲ့ခေါင်းနဲ့ကြိုးစားရမယ်ဆိုတဲ့စကားကိုခုချိန်ထိလက်ကင်ထားသေးဖြစ်ပါတယ်။အီစာကြီးကလူမပေးဘဲနဲ့ကန်တော့မဲ့ဘာလို့ကိုတားဖို့အတွက်လုံနေခဲ့ပါတယ်။ ဘာလို့ကထပ်ပြီးတော့သူများဆုံးဖြတ်ပြီးတဲ့အနာဂတ်မျိုးမှာမနေနိုင်မဲကောင်းစုံလေးဖြစ်နေခဲ့ရင်တော့ဘရင်ဖြစ်ဖို့ကြိုးစားသွားမှာဖြစ်ပြီးကမ္ဘာအကောင်းဆုံးဖြစ်လာမယ်။နင်းကိုမရောက်ခဲ့ဘူးဆိုရင်သူ့ရဲ့တောက်ပါခဲ့တဲ့အမတ်တရားတွေနဲ့ပဲအနာယူသွားမယ်လို့ပြောပြီးကိုပေါ့ထဲကိုလမ်းပြီးတော့ကန်ထဲလိုက်ပါတယ်။နှစ်ဆင့်ပေါင်ကြားနဲ့ကန်ထဲလိုက်ပြီးဘယ်သူမှမခံမနိုင်တဲ့နှစ်ဆင့်ပေါင်ကြားကန်ချက်မျိုးကိုပြုလုပ်ဖို့အတွက်ခိုင်စာနဲ့အီစာကြီးထပ်ထူကြမယ်အချိန်ကိုစောင့်နေခဲ့တာဖြစ်ပါတယ်။ဘာမှမစီစဉ်ထားပဲလောင်းကြီးထပ်လိုက်တဲ့ကန်ချက်မျိုးဖြစ်ပြီးစနဖီစီကိုဥတီနေပါတယ်။အရှိမပိတ်နေခဲ့တဲ့စနဖီကိုဘာလို့ကအ သူ့ရဲ့အနာကလမ်းကနေဖယ်ခိုင်းလိုက်ပါတယ်မင်းကတော့တကယ်ကောင်းဆုံးလေးပဲဘာချစ်ကိုမတားနိုင်အောင်လို့စနက်ဖီကခန္ဓာကိုယ်နဲ့ကာလိုက်ပြီးဘာရူရဲ့ကံချက်ကိုသူ့ခြေတော်အောက်ကနေဖျက်သွားခိုင်းလိုက်ပါတယ်ဒီလိုနဲ့ပဲဘာရူရဲ့လုံးဝမခံမနိုင်တဲ့ကံချက်ကဘတ်စတာမန်ချင်းအတင်းရဲ့ဂိုးပေါက်ထဲကိုဝင်ရောက်သွားခဲ့ပြီးတော့ဘာရူကဥပအတင်းအတွက်ငကိုးငကိုးဆိုတဲ့ရလက်ကိုဖန်တီးပေးနိုင်ခဲ့ပါတယ်စနက်ဖီရဲ့စိတ်ထဲမှာတော့အရင်ကမစ်ပြောခဲ့တဲ့ငါတို့ကကဘာပေါ်မှာအကောင်းဆုံးပဲဆူလိုရာငါဖျားသခင်ကရွေးချယ်ထားတယ်ပါရမီရှင်တယောက်ပဲဆိုတဲ့ မင်းရဲ့စကားနဲ့သူတို့ရဲ့အတိတ်ကမညံနေပြန်ပြီးတော့ပေါ်နေခဲ့ရတယ်။ငါကကြီးပြီးတော့အုံတော့မရှိတဲ့တွဲပြတ်မျိုးမလိုအပ်ဘူးကွာ။ဒီပြည်ကျွန်တော်ဒီလိုငါတုံးမျိုးနဲ့ training ဆင်းရမှာလား။နှစ်ယောက်သားအစပိုင်းမှာအဆင်မပြေကြဘူးဆိုပေမဲ့နောက်ပိုင်းမှာတော့အခြေဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။တောင်းမယ် Snuffy ငါတို့လားဆိုရင်အားလုံးပြောင်းလဲပြစ်နိုင်တယ်။ဟုတ်တယ် Mick ငါတို့နှစ်ယောက်သားဆိုရင်ကဘာကြီးရဲ့ထိတ်ဆုံးတော့ရောက်နိုင်တယ်။ဒါပေမဲ့နှစ်ယောက်လုံးကဒီလော်ရင်တက်ကျူးခဲ့ကြပြီ။ Starring line up ကနေပါအထောက်ခံခဲ့ရပါတယ်။ Mick ကတော့ ူတို့နည်းနည်းပေါ့သွားခဲ့လို့လို့ပြောပေမဲ့ Snaffy ကတော့လက်ရှိအတင်းကသူတို့ထပ်ပြီးတော့မယုံကြည်တော့ပဲအတင်းငယ်လေးတွေကနေစက်ကစားကြဖို့ပြောပါတယ်မိကတော့သူတို့ကဘီရင်နေဖြစ်တဲ့အတွက်အတင်းကြီးတွေကိုပဲစိတ်ဝင်စားနေခဲ့တဲ့အတွက်ကြောင့်နှစ်ယောက်သားသဘောထားကွဲလဲနေကြပါတယ် Snaffy ကတော့သူတို့ကကဘာအဆင့်ကစားသမားတွေမဟုတ်ကြတော့ဘူးလို့ပြောပြီးမိကလည်းနားချနေခဲ့ပါတယ်ဘလုံးလောကရဲ့ရက်ဆက်တဲ့အပြောင်းလဲတွေကညာရင်းချင်းမှတင်ကျေပွင့်အစ်တီကစားသမားအစ်တီကညာရင်းချင်းပေါ်ပေါက်လာခဲ့ကြပြီးတော့မိကလည်း သူတို့ရေးကြရမယ့်အချိန်ရောက်ပြီဖြစ်ကြောင်းနဲ့ပို့ပြီးတော့စဉ်းစားဆင်ခြင်ဖို့လိုအပ်ကြောင်းပြောလာခဲ့ပါတယ်။ဒါပေမဲ့မစ်ကတော့ဘာလားဥရောပဖလားငါလုံးကိုအရယူမယ်ဆိုတဲ့ငါတို့ရဲ့အိမ်မက်ကတော့အဲ့ဒီအိမ်မက်ကိုခဏထားပြီးတော့ရေးကြီးတော့ငါတို့အရင်လောက်ရမယ်။ဆိုလိုတာအဆုံးသတ်သွားပြီပေါ့ဟာလား။ငါနဲ့တူညီတဲ့အိမ်မက်ကိုမမြင်နိုင်ဘူးဆိုရင်ထွက်သွားလိုက်တော့ Snaffy ကတော့မစ်ကိုဥပိ္ပခပြုခဲ့လိုက်ပြီးတော့သူ့ရဲ့ရေးချယ်မှုတွေအပေါ်နောက်နောက်မရဖို့ပဲပြောလိုက်ပါတယ်။မစ်ကတော့ Snaffy ရဲ့အကြံတွေကို နည်းနည်းလေးမှဂီးမဆိုင်ပဲအချိန်တိုင်သူတို့ကပဲထိတ်ဆုံးပြန်ရောက်มาပါဆိုတဲ့စကားကိုတူတူမသိယုံကြည်နေခဲ့ပါတယ်ဒါရီယာစနက်ဖီမစ်ကိုနောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်ဖြစ်ပြီးတဖန်ပြန်ဆုံတဲ့အချိန်မှာတော့သူ့ရဲ့လက်ထဲမှာအတက်မဲလို့နေပါတော့တယ်နောင်တရီနဲ့မစ်ကိုဖတ်ထားလိုက်ပြီးသူ့လိုအိမ်မက်တွေကိုအတူမမြင်နိုင်ခဲ့တဲ့အတွက်ကိုအိမ်မက်တွေတကယ်ဖြစ်မလာခဲ့တဲ့အတွက်ကိုမစ်ကိုတောင်းပန်လိုက်ပါတယ်ပြီးတော့သူ့ရဲ့အိမ်မက်ကိုစနက်ဖီတယောက်ထဲနဲ့အကောင့်ထဲပို့ပေးမယ်လို့ကတိပေးလိုက်ပါတယ်အတင်းအတွက်ခြေပေါက်ကို ပြန်လည်သွင်းယူနိုင်ခဲ့တဲ့ဘားရိုးအားလုံးကဝိုင်းပြီးတော့အောင်ပွဲခံနေကြပြီးစနက်ဖီကလည်းဘားရိုးကိုချီးကျူးလိုက်ပါတယ်အဲ့ဒီဂိုးဟာစနက်ဖီရဲ့အစီအစဉ်ထဲမှာမပါပဲဘားရိုးရဲ့အတန်းနဲ့သွင်းယူခဲ့တာဖြစ်ပါတယ်ဘားရိုးကတော့ဘောဟိုးပြီးဖို့မလိုကြောင်းနဲ့စနက်ဖီအတွက်အလုဆက်မလုပ်ပြီးတော့လို့ပြောပါတယ်နောက်ပြီးတော့စနက်ဖီရဲ့ဆုံးသွားတဲ့တငယ်ချင်းရဲ့ဥရောပဖလားကြီး၅လုံးယူပြီးသွားရင်နောက်တော့မရှိပဲအနားယူမယ်ဆိုတဲ့ပြင်းစရာရှင်သန်မှုမျိုးနဲ့ဖလား၅လုံးယူပြီးထွက်ပြေးမယ်ဆိုတဲ့အရာမျိုးခွင့်မပြုဘဲသူကွင်းထဲကိုရလာတော့မှမလို့ခိစ္စမပြီးသေးတဲ့အတွက် စနက်ဖီကိုအနားမြူဖို့ပြောလိုက်ပါတယ်။ကောင်းပြီလေ။ငါ့ရဲ့တာဝန်ကိုဆက်ပြီးတော့ထမ်းဆောင်မယ်။စနက်ဖီကဆုံးတော့မင်းပေးရတဲ့အကြောင်းယုံကြည်နိုင်သွားပြီးအသက်ရှိနေသည်။အိမ်မက်တီနဲ့ဆက်လက်ရှင်သန်သွားမယ်လို့ပြောလိုက်ပါတယ်။ဥပအတင်းသားတွေကလည်းစနက်ဖီအနားမြူတော့မအောင်ဝမ်းသာနေကြပြီးဘာလို့ကကဲနောက်ဆုံးအမှတ်ရောက်ပြီ။စည်ရင်ရှင်းဖို့ပဲလိုတော့တယ်။ယုံသမားလေး။ဆိုပြီးတော့အီဇာကီကိုစင်ခေါ်လိုက်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုကိုသဘောကျနှစ်တက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလက်ကန် subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။ ားပေးကြတဲ့သူတူတူတယောက်ချီးစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်အပိုင်းနေမှာပြန်တွေ့ကြတာပေါ့။